ကျွန်တော်သုံးလုံးပေါင်းကျွန်တော်ရှစ်လို့ရတယ်ဗျ။၈၈၂၈ကျွန်တော်ရှစ်လို့ပဲယူရဗျ။၆၅ခုသုံးလုံးပေါင်းရှစ်။အဲ့ဒီရှစ်တွေကျွန်တော်နောက်ပိတ်လို့ဆင်းတယ်ဗျ။ရှင်းနောက်ပိတ် ရှင်းနောက်ပိပြီဒီဘက်မှာကျွန်တော်34 8လေးလုံးပေါင်းရင်ကျွန်တော်ကူးလို့ရတယ်ဗျသူကလေးလုံးပေါင်းကူးလို့လာတဲ့ဖြစ်စဉ်ဗျ34 8လေးလုံးပေါင်းကျွန်တော်ကူးခွန်ထိတ်လို့လာတယ်ဗျခွန်ထိတ်10ပိတ် ခွန်ရှစ်လွတ်လာတယ်ဗျသုံးခွန်ခွန်69 19 43 36 1 3လုံးပေါင်းကျွန်တော်တုံရလို့ရတယ်ဗျသုံး6 1သုံးလုံးပေါင်း3ည အဲ့ဒီတုံညလည်းကျတော့နောက်ပိတ်လို့ရှင်းနေပြန်တုံညနောက်ပိတ်တုံညပိတ်ပြီဒီဘက်မှာကျတော့လေးလုံးပေါင်းကျတော့ကိုးဖြစ်ရပါဗျာသူကလေးလုံးပေါင်းချင်းကိုးလို့လာတဲ့ဖြစ်စီခုံကိုကိုလေးကျတော့လေးလုံးပေါင်းကျတော့ကိုးလို့ရတယ်ဗျခုံကိုကိုလေး လေးလုံးပေါင်းကျော်လို့ကူဗျလေးထိတ်လို့လာတယ်ဗျလေးထိတ်သုံးညပိတ်လေးသုံးညလို့လာတယ်ဗျလေးခုနှစ်ချောက်ကူငါလေးချောက်ကူသုံးလုံးပေါင်းကျော်လို့ကူလို့ရတယ်ဗျ 469သုံးလုံးပေါင်း9အဲ့ဒီ9ကိုကျွန်တော်နောက်ပိတ်ပြ9နောက်ပိတ်သုံးကမ်းမြောက်ကျွန်တော်ထပ်ပေးခဲ့မှာဆိုရင်ကျွန်တော်9နောက်ပိတ်ပြ9ပိတ်ဒီဘက်မှာကျွန်တော်၄လုံးပေါင်းကျွန်တော်9ဖြစ်ရမှာဗျခွန်နှစ်ငါးရှိနေတယ်ဗျခွန်နှစ်ငါးသုံးလုံးပေါင်း၄ဖြစ်နေတယ်ဗျ ဲ့တော့လေးလုံးပေါင်း9ဖြစ်ရမယ်ဆိုတော့ကျွန်တော်5ထည့်ရမှာဗျ5ထည့်ခွန်နဲ့ငါရှိနေတယ်ကျွန်တော်လေးလုံးပေါင်း9ဖြစ်ရမယ်ဗျလေးလုံးပေါင်း9ဖြစ်ရမယ်ဆိုတော့ကျွန်တော်9ထည့်ရမှာဗျ9ထိတ်၃ခွဲပြောင်းကျွန်တော်ထပ်ပေးခဲ့မယ်ဆိုတော့ကျွန်တော်9ထိတ်9ပိတ်9ကိုလို့ရတာလေဗျခွန်နဲ့ငါငါလေးလုံးပေါင်း9 မိန်ထိုးဘက်ကျတော့ငါးကိုမိန်ထိုးဘက်ငါးကိုနဲ့ကျတော့အရန်ထိုးဘက်များ3436546356343939ပြမိတ်ဆွေတို့အနေနဲ့အကြိုက်တူမှာဒါယူထိုးပါဗျဝါသနာရအတွက်လို့ရရလေးတင်ပြပြခြင်းဖြစ်ပါတယ်ဗျအားလုံးကံကောင်းကြပါစေဗျ